အသက်25နှစ်မပြည့်ခင်တွင်ကို300ကီသွားပြီဖြစ်တဲ့ဟာလန်ကမ္ဘာဘောလုံးကောက်မှာလက်ရှိချိန်မှာထုံးတောက်ဆောင်ကျယ်ပွင့်နေတဲ့ကတူဖြစ်တဲ့နော်ဝေးတိုက်ရှိမှုအဲလင်ဟာလန်ဟာတကယ်ကိုအမကန်းစံချိန်အသစ်မှတ်တမ်းတစ်ခုကိုပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်လက်ရှိကျင်းပနေတဲ့ FIFA ကလပ်ကပ်ပလာပြိုင်ပွဲအောက်စုကြီးရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့အီတလီထိပ်တန်းကလပ်ဂျူပီတာအသင်းနဲ့ချိန်နယ်ရှင်ပြိုင်ကြရတဲ့ပွဲစဉ်မှာမန်ချက်စတာစီးတီးတို့ကဒီကိုသွင်းယူပေးခဲ့ပြီးတဲ့နောက် ဟာလန်အတွက် professional ကစားသမားပေါ်အတွင်းကို300ပြည့်မှတ်တန်းကိုဂုံယူစွာရယူနိုင်ခဲ့ပါတယ်။ဒီလိုမှတ်တမ်းမျိုးကိုဒီလိုနှုတ်နေတဲ့အသက်အရွယ်နဲ့ပိုင်ဆိုင်နိုင်ခဲ့တာဟာဘောလုံးသမားမှာတကယ်ကိုထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီးသူ့ရဲ့ Golden Sun ရင်ဘလောက်ထူးကဲကြောင်းပြသနေပါတယ်။အာလန်ဟာလည်း2009ခုနှစ်ဇူလိုင်လမှာမွေးဖွားခဲ့တာဖြစ်လို့လက်ရှိ2025ခုနှစ်ဇွန်လ28ရက်နေ့မှာဆိုရင်သူဟာအသက်25နှစ်ပြည့်မပြည့်သေးပါဘူး။ဒီလိုနှုတ်နေတဲ့အသက်အရွယ်မှာပဲ300ပြည့်မှတ်တန်းကိုပိုင်ဆိုင်နိုင်ခဲ့တာဟာသူ့ရဲ့ထမ်းမြတ်တဲ့ Golden Sun ရည်ကိုထင်ရှားပြသနေပါတယ်။ဒီမှတ်တမ်းကခစ်တစ်ဘောလုံးလောကရဲ့အကြီးအကျယ်ဆုံးဂန္ဓဝင်ကစားသမားနှစ်ဦးဖြစ်တဲ့ Portuguese Superstar Ronaldo နဲ့ အာဂျင်တီးနားတိုက်စစ်မှုမက်ဆီတို့အသက်25နှစ်အရွယ်မှာတွင်းယူနိုင်ခဲ့တဲ့တွင်းကိုစုစုပေါင်းပမာဏထက်တောင်ပူတာလုံးနေတာဖြစ်လို့ဟာလန်ရဲ့တွင်းကိုနှုန်းဘလောက်ထိမြင်မာပြီးထိရောက်တယ်ဆိုတာကိုပုံမသိတာရှိပါတယ်ရော်နယ်ဒိုနဲ့မက်ဆီတို့လိုစူပါစတာတွေရဲ့အစောပိုင်းကစားသမားပွားမှတ်တမ်းတွေကိုကြောဖြတ်နိုင်ခဲ့တယ်ဆိုတာကသူ့ရဲ့တွင်းကိုစွမ်းရည်တကယ်ကိုထူးကဲကြောင်သက်သေပြနေပြီအနာဂတ်မှာသူဘလောက်ထိစံချိန်တွေထက်တင်အောင်မလဲဆိုတာရင်ခုန်ကြပါပဲဟာလန်ရဲ့တွင်းကို300မှတ်တမ်းထဲမှာကလပ်အသင်းတွေအတွင်းယူခဲ့တဲ့ဂိုးပေါင်း258ဂိုးနဲ့နော်ဝေးလက်ယူစဉ်တွင်းတဲ့တွင်းယူခဲ့တဲ့ဂိုးပေါင်း52ဂိုးတို့ပါဝင်ပါတယ်သူက professional ဘောလုံးသမားပွားကိုနော်ဝေးကလပ်မော်ဒီအသင်းနဲ့စတင်ခဲ့ပြီး အဲ့ဒီကနေဥရောပရဲ့ထိပ်တန်းလိတွေကိုခြေလန်းစတင်ခဲ့တာပဲဖြစ်ပါတယ်။ဩစတြေးလျကရဗူဆဲဘက်မှာလည်းဂိုးသွင်းများဆုံးစားမဖြစ်တိုးတောက်ခဲ့ပြီးဂျာမန်ထိပ်တန်းကလပ်ဒေါ်မုန်ကိုရောက်လာတဲ့အခါမှာတော့သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကိုကဘာကအတိမတ်ပြူလာခဲ့ပါတယ်။ဒီကလပ်တွေအားလုံးမှာသူ့ဟာဂိုးသွင်းနှုတ်မြင့်မာတဲ့တိုက်စစ်မှုတွေအဖြစ်ခြေစွမ်းပြခဲ့ပြီးနောက်ဆုံးမှာတော့ကဘာချမ်းသာဆုံးနဲ့အောင်မြင်ဆုံးကလပ်တွေတကတစ်ခုဖြစ်တဲ့အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းကလပ်မန်ချက်စတာစီးတီးတင်းကို၂၀၂၂ခုနှစ်နွေရာသီမှာရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။မက်ဆီမှာသူ့ဟာအသင်းရဲ့အဓိကဂိုးသွင်းဆက်ဖြစ်လာခဲ့ပြီး ပရီးမီးယားလိရဲ့ဂိုးသွင်းစာရင်းတွေကိုပါသူ့ရဲ့ပထမဆုံးရာသီမှာတွေထိုးဖြတ်နိုင်ခဲ့ပါတယ်ဒီလိုဂိုးသွင်းရပြေးဖို့အတွက်ဟာလန်ဟာပရော်ဖက်ရှင်နယ်ပွဲပေါင်း390ပွဲသာကစားခဲ့ရကြောင်းသိရပါတယ်ဒါပွဲတစ်ပွဲမှာပြင်းပြကို0.81နီဘာသွင်းယူနိုင်ခဲ့တယ်လို့ဆိုလိုတာဖြစ်ပြီးကိတ္တိဘောလုံးသမားတို့အတွက်တကယ်ကိုထူးခြားပြောင်မြောက်တဲ့ဂိုးသွင်းစာရင်းနဲ့ထိရောက်မှုကိုပြသနေရပဲဖြစ်ပါတယ်သူ့ရဲ့ကိုလုံးကိုယ်တဲ့ကြီးမားမှု လင်းမြမှုဆုံးသက်တည်ကြောင်မှုနဲ့ဂိုသမရုံနဲ့တူချင်းတွဲဆုံရင်မှာ AC တည်ငြိမ်မှုတွေကဒီစံချိန်ကိုရရှိစေခဲ့တာပါဟာလန်ရဲ့ဂိုသုံးရပြီးမှတ်တမ်းတင်ခဲ့တဲ့လက်ရှိချင်းမာနေတဲ့ FIFA ကလပ်ကမ္ဘာပလာပြိုင်ပွဲမှာဟာလန်ရဲ့ Manchester City တင်းကလည်းအမကန်ခြေစွမ်းတွေကိုပြသနေပါတယ်အုပ်စုတွင်ကစားခဲ့တဲ့၃ပွဲစလုံးကိုအောင်မြင်စွာအနိုင်ရရှိခဲ့ပြီးအုပ်စုမှာရာနှုန်းပြနိုင်ပေါ်ရတဲ့တည်တင်းတော်အသင်းဖြစ်ဂုံယူစွာမှတ်တမ်းဝင်ခဲ့ပါတယ် ဒီအောင်မြင်မှုကဟာလန်တူဦးရဲ့ဂိုဒင်းဆွမ်းရည်တွေမှာပဲမန်စီးတီးရဲ့အလုံးလုံးသောအင်အားနဲ့နီးစနစ်ပိုင်းခီးဝါမှုကိုပါထင်ရှားစွာပြသနေပါတယ်။အဘာစင်ကလပ်ပြိုင်ပွဲမှာပါသူတို့ရဲ့ကြီးစိုးနိုင်ရွမ်းကိုဖော်ပြနေခြင်းဖြစ်ပြီးလာမယ့်ရာသီတွေအတွက်မန်စီးတီးရဲ့ပရီးမီယာလိဂ်နဲ့ချန်ပီယံလိဂ်ဖလားရီမန်ချက်တွေဘလောက်ကြီးမားတဲ့ဆိုတာကိုညွှန်ပြနေပါတယ်။ဒါကြောင့်သူရဲ့အနာဂတ်ဆန်ချိန်တွေကလည်းဘောလုံးသွင်းမှာဘလုံးနေရာယူမလဲဆိုတာပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါပြီ။ A Liverpool score. It's Mohamed Salah's 100th